မက်ဆီနဲ့ရော်နယ်ဒိုသာမရှိရင်ဂျိမ်းသီရွှေဘောလုံးစုရကြမယ့်ကစားသမားများဆီနဲ့ရော်နယ်ဒိုဆိုတာကမ္ဘာအကောင်ဆုံးဘောလုံးသမားဘလွန်ဒီယောရွှေဘောလုံးစုကိုနှစ်ပေါင်းများစွာတလဲစီသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမက်ဆီနဲ့ရော်နယ်ဒိုတို့ကတခြားသူတွေထက်တာလွန်တဲ့ခြေစွမ်းအနေနဲ့ဘောလုံးလောကကိုလွှမ်းမိုးထားတာကြောင့်လေခြေစွမ်းကောင်းမွန်ပါလျက်နဲ့ဘလွန်ဒီယောစုကံမြောက်ခွင့်မရလိုက်တဲ့နာမည်ကြီးကစားသမားတွေလည်းအများကြီးပါပဲ။ဒီနေ့မှာတော့တကယ်လို့မက်ဆီနဲ့ရော်နယ်ဒိုသာဘောလုံးလောကမှာမပေါ်လာခဲ့ဘူးဆိုရင် ဘောလုံးဒီယိုဆူရှင်ဖြစ်လာနိုင်တဲ့နာမည်ကြီးဘောလုံးသမားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်မက်ဆီနဲ့ရော်နယ်ဒိုတို့ကြောင့်ဘလွန်ဒီယိုဆူရတဲ့မှာရဲ့နင်နာခေရတဲ့နာမည်ကြီးကစားသမားတယောက်ကတော့ Frank Ribery ပါ2013ခုနှစ်မှာ Ribery က Bayern Munich အသင်းနဲ့အတူ Champions League, Bundesliga နဲ့ German ရှောင်းထွက်ပလာစားတဲ့အဓိကဆုပလာသုံးလုံးကိုဆုတ်ခိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင် Ribery ကအဆိုပါဘောလုံးရာသီမှာပြိုင်ပွဲဆုံး34ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းဘလွန်ဒီယိုဆူပေးပွဲမှာတော့ Ronaldo ကဘလွန်ဒီယိုဆူကိုရရှိခဲ့က ်မက်ဆီကဒုတိယနဲ့ဖလားသုံးလုံးပိုင်ရှင်ရီဘာရီကတော့တတိယနေရာနဲ့သာကျင်းတက်ခဲ့ရပါတယ်။ရိုနယ်ဒိုနဲ့မက်ဆီသာမရှိခဲ့ဘူးဆိုရင်ရီဘာရီတယောက်ဘလွန်ဒီယောဆုရှင်ဖြစ်နေမှာအသေးချပါပဲ။နောက်ထပ်တယောက်ကတော့နေမှာပါ။နေမှာရဲ့အကောင်းဆုံးအချိန်မှာသူ့ရဲ့ဘောလုံးဆိုင်ရဲ့အရေးတွေကထိတ်တန့်အဆင့်ပါပဲ။ဒါပေမဲ့လည်းကန်ဆိုးသွားတဲ့အချက်ကနေမှာဟာမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့ခင်မာမှာထွန်းတောက်ခဲ့တာပါ။ ဒါကြောင့်လေသူရဲ့ဘောလုံးဆိုင်ရဲ့အရေးသေးတွေဟာမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့အောင်မြင်မှုတွေကိုကျော်လွှားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။တကယ်လို့သာမက်ဆီနဲ့ရိုနယ်ဒိုတို့မရှိတဲ့ခေတ်တကူမှာနေမာမွေးဖွားလာခဲ့မယ်ဆိုရင်ဘလွန်ဒီယောဆူတွေဟာနေမာအတွက်ကျင်းသည့်ဖြစ်လာမှသိကြပါဗျ။နေမာလိုနောက်ထပ်ကစားသမားတယောက်ကတော့ကီလီယန်အမ်ဘာပေပါ။အမ်ဘာပေဟာအသက်ငငယ်ရွယ်ရွယ်နဲ့ကမ္ဘာဖလားချန်ပီယံဆုကိုစုကူးနိုင်ခဲ့တယ်လို့အခုအချိန်မှာကလန်နဲ့နိုင်ငံအသင်းအတွက်ကိုပေါင်း160ကျော်သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းရှေ့ပိုင်းကမက်ဆီရဲ့အောင်မြင်မှုတွေကြောင့်ဒီအချိန်ထိအမ်ပါပီတယောက်ဘလွန်ဒီယောဆိုအနာကိုရောင်လို့တော့မကန့်နိုင်သေးပါဘူး။ဒါပေမဲ့လည်းနေမာနဲ့မတူဘဲကန့်ကောင်းတဲ့အချက်ကအမ်ပါပီကအသက်25ဝန်းကျင်ပဲရှိသေးတာဖြစ်တယ်လို့မက်ဆီနဲ့ရိုနယ်ဒိုတို့ကလည်းမိစကုံစီကန်းချိန်ဖြစ်နေတာကြောင့်အနာဂတ်မှာတော့အမ်ပါပီတယောက်ဘလွန်ဒီယောဆိုရရှိနိုင်တာလည်းဖြစ်ပါတယ်။မက်ဆီနဲ့ရိုနယ်ဒိုတို့သာမရှိရင်ဘလွန်ဒီယောဆိုရရှိနိုင်တဲ့ကမ္ဘာအကောင်ဆုံးကွင်းလှည့်ကစားသမား၃ယောက်ကတော့ဘာစီလိုနာအသင်းကစားပြီးအန်ဒီအေစတာနဲ့မက်ဆီဒီအသင်းကကွင်းလှည့်လူကေဗင်ဒီဘရိုင်းတို့ပါ။ ီကွင်းလဲကစားသမား၃ယောက်ဟာဘောလုံးကိုအမှုပညာဆန်စွာကစားတတ်တဲ့ကမ္ဘာအကောင်းဆုံးကွင်းလဲကစားသမားတွေဖြစ်တယ်လို့ကိုဗန်ဒီဘူးနဲ့အကွက်မြင်မှုအသင်းကိုထိန်းချောင်းနိုင်မှုတွေကတကယ့်ကိုထိတ်တန့်အဆင့်ပါပဲဒါပေမဲ့လည်းစာပြီးအင်ဒီစတာနဲ့ကေဗရန်ဒီဘရိုင်နာတို့ဟာသူတို့ရဲ့ဘောလုံးကစားသမားတက်တန်းတစ်ယောက်မှာဘလွန်ဒီယောဆူမရရှိခဲ့ကြပါဘူးမက်ဆီနဲ့ရိုနယ်ဒိုတို့မရှိတဲ့ခေတ်တကူမှာဆိုရင်တော့ဒီကစားသမား၃ယောက်ဘလွန်ဒီယောဆူတယောက်တလုံးစီရနိုင်မလားဆိုတာကစဉ်းစားစရာပါ နောက်ထပ်မက်ဆီကျောက်ဘလွန်ဒီယောဆိုနဲ့လွဲချော့ခဲ့ရတဲ့တိုက်စစ်မှုနှစ်ယောက်ကတော့လီဝင်ဒေါစကီနဲ့အာလင်ဟာလန်တို့ပဲဖြစ်ပါတယ်။ပိုလန်တိုက်စစ်မှုလီဝင်ဒေါစကီဟာ2020ခုနှစ်ဘိုင်ယန်မြူးနဲ့အတင်းမှာချန်ပီယံလိဖလားအပါအဝင်စူဖလားများစွာရယူပြီးဂိုသင်းပြင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဘလွန်ဒီယောဆိုကိုလီဝင်ဒေါစကီရမယ်လို့ကြိမ်းသိတွက်ထားကြတာပါ။ဒါပေမဲ့လေ2020ခုနှစ်မှာ COVID-19 ကြောင့်ဘလွန်ဒီယောဆိုမပြေခဲ့သလို2021ခုနှစ်မှာလေမက်ဆီကဘလွန်ဒီယောဆိုရရှိခဲ့တာကြောင့်လီဝင်ဒေါစကီအတွက်နင်းနာခဲ့ရပါတယ်။ န်စီးတီးတိုက်စစ်မှုဟာလန်ဟာလည်း2020 2023ဘောလုံးရာသီမှာအဓိကစုဖလား၃လုံးနဲ့အတူဂိုသွင်းပြင်ဖြစ်ခဲ့ပေမယ့်ဘလွန်ဒီယောစုမှာတော့ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့မက်ဆီကိုမရှင်နိုင်ခဲ့တာပါတကယ်လို့မက်ဆီမရှိတဲ့ကမ္ဘာမှာသာဆိုဟာလန်နဲ့လီဝင်ဒေါစကီတို့ဟာဘလွန်ဒီယောစုတစ်ချိန်စီရနေကြမှာအသေးချာပဲဖြစ်ပါတော့တယ်